ုတင်ဆက်ပေးမယ့်သတင်းကတော့2017မှ2015အတွင်းဖရီတိန်နိုင်ငံမှာမြန်မာနိုင်ငံအတွက်စတာလင်ပေါင်တန်း180ကျော်ကူညီမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2017ခုနှစ်ကနေ2015ခုနှစ်အထိ9နှစ်တာစီမံကိန်းအတွင်းဖရီတိန်နိုင်ငံကနေမြန်မာနိုင်ငံရဲ့နယ်ပယ်ပေါင်းစုံအတွက်စတာလင်ပေါင်တန်း180ကျော်လှူဒန်းမှုစီစဉ်ထားတယ်လို့ဖွံ့ဖြိုးရေးဝန်ကြီးအလန်ဒန်ခင်ကနေပြည်တော်မှာပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြရမှာစီမံကိန်းအတွင်းကျန်းမာရေးပညာရေးကြွယ်ဝမှုဖန်တီးခြင်းစတာတွေတာမကပဋိပက္ခရဲ့ရိုက်ခတ်မှုကိုခံရသူတွေအတွက်ပါလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအလေးထားဆောင်ရွက်ပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ရခိုင်နဲ့ကချင်ပြည်နယ်တွေမှာရေလွှမ်းမှုခြင်းနဲ့ယောဂဗျာဒဏ်ကြောင့်ဘေးအန္တရာယ်ကြာရောက်နေသူတွေကိုကူညီပံ့ပိုးမှုပေးနိုင်ဖို့လည်းရည်ရွယ်တယ်လို့ဗြိတိန်ဖွံ့ဖြိုးရေးဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်းဒုက္ခသည်ပေါင်း၈000ခန့်ဟာဒုက္ခများစွာကြုံတွေ့နေရပြီးရခိုင်ပြည်နယ်မှာလည်းမိုးရသည်စတင်လာပြီးဖြစ်တာကြောင့်အချို့မိသားစုတွေဟာယာယီတဲတွေနဲ့သာနေထိုင်နေရတဲ့အခြေအနေကြောင့်ကျန်းမာရေးအတွက်ဂရုစိုက်ဖို့လိုအပ်မှုရှိနေတဲ့အပေါ်လူသားချင်းစာနာထောက်ထားပြီးအကူအညီများပေးဖို့လိုအပ်နေတာဖြစ်တယ်လို့သိရပါဗျာ။ ရီတိန်နိုင်ငံအနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာစတာလင်ပေါင်6သက်သမ4သန်းထောက်ပံ့ပေးထားပြီးဖြစ်ကလူပေါင်း8000အတွက်ရေကောင်းရေသန်းရင်လုံအိမ်သာနဲ့မွေးကင်းစားကနေ59လသားအထိအာဟာရချို့တဲ့တဲ့ကလေးတွေကိုကုသပေးနေတာဖြစ်ပါတယ်ဒါအပြင် ကချင်ပြည်နယ်ပဋိပက္ခကြောင့်အိုးအိမ်ဆုံးခါထွက်ပြေးလာသူတွေအတွက်လည်းစတာလင်ပေါင်3သက်သမ5သန်းကူညီထားတာဖြစ်ပါတယ်။ လက်ရှိမှာကချင်ပြည်နယ်အတွက်အမေရိကန်ဒေါ်လာ73သမဂူတန်ကို ကုလသမဂ္ဂမှရရှိထားတယ်လို့ဖွံ့ဖြိုးရေးဝန်ကြီးရဲ့ပြောပြချက်အရသိရပါတယ်ရှင်။